ဲ့ဒီနဲဆုံးတော့ကဘာတဝမ်းလုံးမှာရှိရစောင့်နိုင်ငံတွေထဲမှာငါတို့လိုပဲအဲ့လိုပဲဆင်းရဲနေတယ်မွေးနေတယ်ငါတို့စောင့်နိုင်ငံတွေအများကြီးရှိရအဲ့စောင့်နိုင်ငံတွေအကုန်လုံးမှာဇိုင်းခိုင်ပစ္စည်းကပါတယ်သိလားအဲ့ဒါလိန်ဆက်ဆံခြင်းပဲအေးဒီတော့ခါလိန်ဆက်ဆံပြီးစောက်ကလေးမရသေးနဲ့ကွန်တော့တော့ဒီလေဒီလေစောက်ကလေးမြုံနေ တယ်စတိုက်ဆင်မှာညဉ့်ဉန်းစကားတွေပြောပြီးဆဲခဲ့တဲ့ rapper ဖန်ခံရမင်္ဂလာပါ audio wine စော်နိုင်ငံနေကြိုးစားပါတယ်ဒီတစ်ခါမှာတော့စတိုက်ဆင်မှာညဉ့်ဉန်းစကားတွေပြောပြီးဆဲခဲ့တဲ့ rapper ဖန်ခံရတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စတိုက်ဆင်မှာညဉ့်ဉန်းစကားလုံးတွေပြောပြီးဆဲဆိုခဲ့တဲ့ rapper ဆိုတော့တူအဖန်ခံရတဲ့အကြောင်းသိရပါတယ်နိုဝင်ဘာလ၁ရက်နဲ့၂ရက်နေ့က ရန်ကုန်မြို့ဒုဝနမှာ Overflow Festival ဖြောင်းပြပွဲပြုလုပ်ခဲ့ပါတယ်။ဖြောင်းပြပွဲဒုတိယညနိုဝင်ဘာလ2ရက်နေ့ည9:00နာရီဝန်းကျင်မှာတော့ West Owen ဆိုတဲ့ဂီတအဖွဲ့က State Symphony နဲ့ကွန်တုံးဝေရင်နဲ့အမတန်ရောင်းရတဲ့စကားတွေလူအများရှေ့စင်မြင့်မှာပြောဆိုခဲ့ပါတယ်။ဒီညဉ့်ညစကလုံးတွေပြောဆိုခဲ့တဲ့ West Owen ဆိုတဲ့ဂီတအဖွဲ့က Rapper ဆိုတော့တူရဲ့ရုပ်တံဖိုင်ဟာ လူမှုကွန်ရက်မှာပြန့်နှံ့လာပြီးဝေဖန်မှုတွေမြင့်တက်လာခဲ့ပါတယ်။အဲ့ဒီရုပ်သံပြန့်နှံ့ခဲ့ပြီးတဲ့နောက် Win Owen ဖွဲ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဒီလိုမျိုးတောင်းပန်ခဲ့ပါတယ်။မင်းညာ Overflow မှာကျွန်တော်ရဲ့တည်ဆိုးဖြောပြမှုကြောင့်ဒီကပြည်သူများပေါ်စိတ်နှောက်ရှက်ဖြစ်စေခဲ့တဲ့အတွက်အနှိုးညွတ်တောင်းပန်ပါတယ်။ထပ်ပြီးနောက်နောက်မှဖြစ်အောင်ဆင်ញံပါမယ်လို့ကြေးပြူပါတယ်ခင်ဗျာလို့တောင်းပန်စာရေးထားပါတယ်။ ပွဲစဉ်တွေနဲ့ overflow festival ဖြောပြပွဲဆာမျက်နှာအနေနဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတောင်းမှန်ခဲ့သလိုအစိုးရဝန်နဲ့ဘကောဘင်းကိုလက်တွဲဖြုတ်လိုက်ကြောင်းဒီလိုမျိုး posting ရေးသားထားခဲ့ပါတယ်။ပထမဆုံးအနေနဲ့လက်တလောဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး overflow team ဘက်ကနေအနှုံးညော့တောင်းမှန်ခြင်းဒါဟာတင်မမထားပဲဖြစ်ခဲ့တာဆိုပေမဲ့လူမှုရေးရာမှာတင့်တော်တဲ့စကားလုံးတွေအသုံးအနှုန်းတွေပါသလိုယဉ်ကျေးမှုရလဲရုပ်စောအကြီးတန်းစေခဲ့တာကြောင့် ဒီလိုကိစ္စမျိုးနောက်နောက်ဘယ်တော့မှမဖြစ်အောင်တေချာစက်မှန်ဆောင်ရွက်တော့ဖို့ကတိပေးပါလေဒီအတွက်ကြောင့်အခုပွဲရနေစားလို့နောက်ပိုင်းပွဲတွေကနေစားပြီးဆိုတော့ဝင်းနဲ့ဘက်ကိုဘင်းကို overflow နဲ့လက်တွဲဖြုတ်လိုက်ကြအောင်အပြည့်ပေးပါရစေလာရောက်အပေးခဲ့ကြတဲ့ပေးသက်တူချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိသလိုကြောင်တွေ့ခဲ့တဲ့အစမပြေမှုတွေအတွက် overflowing ကထပ်ဆောင်တောင်းမှန်လိုက်ပါရစေခင်ဗျာတဲ့ဒါကတော့ overflow positive ဘက်တင်းကတောင်းမှန်ထားတာဖြစ်ပါတယ် ဒီလိုမျိုးအသေးသေးတောင်းပန်ခဲ့ကြပေမဲ့သူတို့ရိုင်းစိုင်းကြမ်းတမ်းစွာပြောဆိုထားတဲ့ရုပ်တံတိုင်းဟာလူမှုကွန်ရက်မှာအလွန်ပြန့်နှံ့နေပြီးတော့တွင်းမြင်ရသူတိုင်းကသူတို့ကိုဖမ်းဖို့ပြောဆိုတိုက်တွန်းနေကြပါလေဒီလိုနဲ့ဖြောပြပေးပြီးလို့နောက်ရက်ငွေမာလာတောင်းရနေ့မှာတော့ဒီလိုမျိုးကြမ်းတမ်းစွာပြောဆိုခဲ့တဲ့အဆိုတော်ကိုအဖမ်းခံရပြီဖြစ်တယ်လို့အနုပညာတိုင်းပိုင်းနဲ့အဆိုတော်ရဲ့ဇာတိမျိုးကရင်းမြစ်တချို့ကပြောဆိုပါလေဒီကြောင်းနဲ့ပတ်သက်ပြီးဂျုံလေးရလည်း ဖမ်းတော့ပါပြီမနောက်ဘူးဖြစ်စေခြင်းလို့မဟုတ်ဘူးဖြစ်နိုင်တာပြောပြတာအဲ့လိုအပြောဆိုနဲ့ကြောက်သွားတာဆိုတော့သူ့ကိုစင်မမသူပြောသလိုသူ့ကိုလောက်တာခံရနိုင်တယ်အထဲမှာတော့ကုံတုံးတော့မရှိတော့ဘူးလူငယ်တယောက်ကိုမလောင်ပါဘူးလို့သူ့ရဲ့ Facebook စာမျက်နှာကနေအသိပေးထားပါတယ်ဆက်လက်ပြီးဒီလူငယ်လေးရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လဲသူကဒီလိုမျိုးရေးထားတာတွေ့ရပါတယ် အစောကစတိတ်ပေါ်မှာကြံကြံတန်းတန်းဆဲဆိုနေတဲ့ဗီဒီယိုတွေကဒီကလေးနဲ့ပတ်သက်ပြီးသူ့အကူလိုနေတဲ့တယောက်ကအာရှင်းပြလာတယ်။ရှင်းပြလာကရှင်းပြလာကိုပဲတင်ပေးတာပါ။ငလင်းမမိသားစု၉ယောက်လုံးတည်ထားပြီးသူ့အကူရင်းကလည်းကျိုးဆွဲချတည်ထားပါတယ်။စိတ်တွေမငြိမ်၊စိတ်ကြယောဂါဖြစ်နေလို့ပါတဲ့။အားလုံးကိုလည်းတောင်းပန်ထားပါတယ်တဲ့။စိတ်မငြိမ်ရင်ရှိုးပွဲကိုပြေးမဆိုသင့်ပါဘူး။တော်တော်လေးချင်နေစိုးပါတယ်။ ဒီဝင်လာလားဂျိုင်းနာကိုဘာမဝင်မဲခေါ်ချင်လားအသေးကွဲပါဘူးဒါဇုံလေးတင်ထားမှာဖြစ်ပါတယ်အစိုးရဆိုတော့မန္တလေးမြို့မှာနေထိုင်သူဖြစ်ပြီးသူ့ကိုဖမ်းဆီးဖို့အတွက်မန္တလေးမြို့ကမစိုးရင်ဖိမလက်ပဲဆိုတဲ့ဆရာတော်ရဲ့အကောင်းကနေလည်းဒီလိုမျိုးရေးသားခဲ့ပါတယ်စင်မော်ရိုင်းပြသူဟာမန္တလေးရလို့သိရပါတယ်လူငယ်တွေစုံလို့ညာလို့ပဲဒလီဗီလမ်းဘေးတရက်လေးတွေလုံလိုက်တော့ဂီတာစီယုံနဲ့ ဇင်ကျင်းမှုဝန်ကြီးဌာနတို့စောင့်ကြည့်နေမယ်။နိုင်ငံအမိုက်တရိုက်တွေဘယ်လိုပြောပြီးလို့တိတ်မကြခင်မှာပဲ။သူ့ရဲ့အကောင့်ကနေပဲညာရင်းချင်းစိတ်မန္တလေးဒုံဒုံဆိုပြီးတော့ရေးတင်ထားတာတွေ့ရပါတယ်။အတိတ်ပဲကတော့ဒီကောင်လေးတွေကိုနိုဝင်ဘာလ3ရက်နေ့ညာရင်းချင်းမှာပဲချက်ချင်းဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။သူတို့ကိုအမှုတောင်းကုန်းနဲ့စွဲချက်တင်ထားတယ်လို့လည်းသိရပါတယ်။